သူမရဲ့ပွဲကိုမကြခင်မှာမြင်တွေ့ရဖို့ရှိကြောင်းပရိသတ်တီထံကိုတည်ပေးလာခဲ့တဲ့ဘရိုနီကာပရိသတ်များအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆိုရည်တင်ဆက်နေပါတယ်ဂျူဒီယာဖေဒက်စ်ကိုနိုင်ယူခဲ့ပြီးချိန်ကလေးကဘရိုနီကာတယောက်ပွဲဝေးနေကြတာဖြစ်ပါတယ်အခုတော့မကြခင်မှာသူမရဲ့ပွဲကိုပြန်လည်မြင်တွေ့နိုင်ရခြင်းရှိတဲ့ကြောင်းဘရိုနီကာကအရေးမို့ပြောကြားလာခဲ့ပါတယ်ဘရိုနီကာကမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်ရွာလေးတစ်ခုမှာမွေးဖွားလာခဲ့တာဖြစ်ပြီးတော့သူမရဲ့ကစားမဘဝက2013ခုနှစ်ကလေးကစတင်ခဲ့ပါတယ်အဲတုန်းကဘောက်ဆင်ပွဲတွေထိုးခဲ့တဲ့ဘရိုနီကာက2015စီးကိန်းမှာ ပါဝင်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးရွှေစိမ့်နှစ်ခုရယူနိုင်ခဲ့ပါတယ်။ WL မြန်မာနိုင်ငံမှာပေါင်စင်ပွဲတွေမထွန်းကားတာကြောင့် UR လက်ဝေလောကတွေကို2019မှာကူပြောင်းလာခဲ့ပါတယ်။လက်ဝေမှာ Bronica ကလျင်မြန်စွာနာမည်ကြီးလာခဲ့ပါတယ်။2019ခုနှစ်ဂျပန်မှာလက်ဝေ Green Prix ပြိုင်ပွဲပါဝင်ရှင်ပြိုင်ခဲ့ပြီး Japan Fighter Nane Takahashi ကို TKO နဲ့အနိုင်ရရှိခဲ့ကာချန်ပီယံကပ်ပစ်ခုနိုင်ခဲ့ပါတယ်။ဂျပန်နောက်ပွဲတွေမှာ Julia Storyline ကိုရင်ဆိုင်ရမှာတော့ခြေထောက်တင်ရရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်2022ခုနှစ်မှာတော့ Bronica ကမြန်မာနိုင်ငံမှာဆက်လက်ရပ်တည်ဖို့အဆင်မပြေတော့တာကြောင့်ထိုင်းနိုင်ငံကိုသွားရောက်ပြီးမွေထိုင်းလောကရဲ့ခြေစုံပြည့်ဝင်မှုကြိုးစားခဲ့ပါတယ်။မွေထိုင်းမှာသူမရဲ့ဆွမ်းဆောင်ရည်ကအလီမန်စွာတင်ရလာခဲ့ပြီးတော့ WPO နဲ့ WPC ကမ္ဘာအဆင့်ရပ်တည်မှုအဆင့်တင်နေရာမှာရပ်တည်လာနိုင်ခဲ့တဲ့အထိတိုးတက်လာခဲ့ပါတယ်။အဲဒီနောက်မှာ Bronica ကထိုင်းဖိုင်မှာပေါင်းရှင်ပြန်ခဲ့ပြီးတော့ထိုင်းဖျင်ဖလားကိုနည်းနည်းဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။အဲဒီနောက်1ချန်ပီယံရှစ်နဲ့လက်တွဲခဲ့ပြီးတော့သူမရဲ့ကစားမပွားကိုနောက်ဆင့်ကိုထပ်မံမြင့်တင်ခဲ့ပါတယ်။ ဒီပြောင်းရွှေ့ကဘရော်နီကာရဲ့ကစားမပွားမှာအရေးပါတဲ့အဆင့်တစ်ခုဖြစ်ပြီးတော့သူမတွေနဲ့ကမ္ဘာ့ဆင့်မီဖိုက်တာတယောက်ဖြစ်လာစေဖို့အတွက်အိမ်မက်တွေကိုစတင်ခဲ့တာပါသူမရဲ့ဝမ်ချန်ပီယံရှစ်ပွင့်ပွဲမှာချီလီသူဗီရာနဲ့ရှင်မြိုင်ထိုးသက်ခဲ့ရပါတယ်ဒါပေမဲ့ time fight မှာတော့9မိနစ်ချီပွဲတွေထိုးခဲ့ရပြီးတော့ဝမ်ချန်ပီယံရှစ်မှာတော့3မိနစ်ချီတွေထိုးရတာကြောင့်ဘရော်နီကာကတက်လုံပါမလာခဲ့ပါဘူးအဲဒါကြောင့်ဘရော်နီကာကဖေရာကိုအမှတ်နဲ့ရှုံးနေခဲ့ပြီးတော့စိတ်တကြံ့ခိုင်မှုကြောင့်သာအလဲထိုးမကန်ကြရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဘရော်နီကာကဂျူနီယာဖေဒက်စ်နဲ့ထပ်မံရှင်မြိုင်ကြရပြီးတော့ဒီပွဲမှာတော့ဘရော်နီကာကလက်စွမ်းကောင်းနေပြသနိုင်ခဲ့ပြီးတော့ ိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ double junior ကိုနိုင်ရပြီးကလေးကဘရိုနီကာအနေနဲ့ပွဲထက်မရသေးပါဘူး။အခုဆိုရင်တော့ junior fairtex ကိုနိုင်ရပြီးကလေးကပွဲမထွက်ရသေးတဲ့ဘရိုနီကာအနေနဲ့ဒီတစ်ခါမှပြိုင်ပွဲကောင်းကောင်းနဲ့ထိုးရတော့မယ့်ပုံပါပဲ။ဘရိုနီကာက one championship မှာပါဝင်ရှင်ပြန်ခဲ့တဲ့နှစ်ပွဲလုံးမှာဆိုရင်တပွဲနိုင်တပွဲရှုံးထားပြီးမြဲနှစ်ပွဲလုံးမှာ bonus စုကြီးတွေကိုစကူးနိုင်ခဲ့တာဖြစ်ပါတယ်။ဝမ်မှာရှင်မိုင်ထိုးသက်ထားခဲ့တဲ့နှစ်ပွဲလုံးမှာဘရိုနီကာကသူမရဲ့လက်သီးနဲ့တတောင်တိုက်ချက်ဒီမှာထင်ရှားခဲ့ပါတယ်။ချက်ထွေးရဲ့စိတ်ကြိုက်ကစားပြနိုင်တာကြောင့်လေဘရိုနီကာကဝမ်ချန်ပီယံရှစ်ရဲ့မွေးတမ်းချန်ပီယံကပတ်ကို နည်းနဲ့အမြန်ဆိုင်ခေါ်ခွင့်ရရှိလာနိုင်ပါပြီအကိုလည်းနောက်ပွဲမှာသူမကိုဘသူနဲ့တွေ့စီကျင်တယ်လဲဆိုပြီးတော့ဘရိုနီကာကပရိသတ်တွေကိုမေးလာခဲ့ပါပြီဒါကသူမရဲ့ပွဲကိုမကြခင်မှာမြင်တွေ့ခွင့်ရမယ်တဘောပါပဲဘသူနဲ့ထိတ်ထိတ်တွေ့ဆုံရမယ်ဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်ဒါပေမဲ့အခုထိုးရမယ်ပွဲကဘရိုနီကာရဲ့ချန်ပီယံကပ်ဆိုင်ခေါ်ခွင့်အတွက်နှိစက်တဲ့ပွဲစဉ်တစ်ခုဖြစ်လာဖို့များနေပါတယ်ဒီပွဲဥသာနိုင်လိုက်ရင်တော့ပရိုနီကာအနေနဲ့ချန်ပီယံကပ်ကိုဆင်ခေါ်ခွင့်ရရှိတဲ့အနေအထားမျိုးဒီဖြစ်လာနေတာဖြစ်လို့ဒီမရဲ့ပွဲသတင်းကိုရင်ခုန်စွာနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်ကြပါအောင်ဆိုလာခင်ဗျာ ညီကိုတို့ကရောဘယ်လိုမြင်ကြပါလဲခင်ဗျာဗရိုနီကာရဲ့နောက်ပြိုင်ဘက်ကဘာလို့ဖြစ်မယ်လို့ထင်ပါလဲပြောပြပေးတော့ကြည့်လို့ရပါတယ်အဆုံးနှိမ့်လိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ